အသက်တွေမိသားစုဘဝတွေစည်ရေးပြီးတော့ဒီလိုထွက်လာခဲ့တဲ့ကောင်ဒါအောင်မပြောသင့်ဘူးလားပြောသင့်လားအခုတိုင်းပြည်ဖြစ်နေပြီလေဖြစ်နေပြီကျွန်တော်ပြောတယ်အဘတို့ထိန်နေတယ်နော်အဘတို့နတ်သက်ကအစိုးရဖွဲ့ဝင်တရကြီးလုံးကိုထိန်နေတယ်အချိန်ချင်းပြောတယ်ပေးနေတဲ့တည်င်းတွေကမမှန်ခဲ့လို့လားတက်မတော်မှာဗိုလ်ချုပ်ယာလူရဖို့ ုံမှုချုပ်ရဘူးယာတူးရဖို့လွယ်တာမဟုတ်ဘူးအဲ့ဒီလူတွေအားလုံးကတူးချောက်ပြီးတော့မှရန်သူရဲ့လက်အောက်မှာအညံ့ခံရတယ်ဒီနိုင်ငံရဲ့ကမရောသားဘူးနော်ကျွန်တော်တို့တက်မတော်ကအဲ့တော့မညံ့ဘူးဗျကျွန်တော်တည်ထားတဲ့တက်မတော်အဲ့တော့မညံ့ဘူးပြောတဲ့သတင်းကိုလိုက်မလုံနိုင်လို့လားဖြစ်ရှုံးတာဆစ်ရှုံးတာတကယ်လားလိုက်လုံနိုင်ခိုင်းရင်ကြက်ကြက်မက်မက်နဲ့ဆိုရင်ဒီလိုမျိုးကြားရအောင်မရှိဘူးတက်မတော်သားအဲ့တော့မညံ့ဘူးဗျာ ကျွန်တော်ဒီနိုင်ငံရေးမယိုးရှင်းတာကိုကျွန်တော်တော်တော်တန်လျာဖြစ်နေတယ်ကျွန်တော်တော်တော်စိတ်ညစ်တယ်ကျွန်တော်ဂျင်းမဲထဲမှာရှိရတိုင်းပြောတာကျွန်တော်အားမရှိတော့ဘူးဒီလိုဆက်လုပ်ဖို့ဒါပေမဲ့တစ်ဖက်မှာ NUG CRPH နဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုပိုင်းတွေကို reaction လုပ်တဲ့ကောင်တွေကျွန်တော်တို့နားသွားလေဒီကောင်တွေကကြိုက်တယ်ပဲသောဘိုးရင်နားလေကြိုက်တယ်ပြည်သူလူထုလုံခြုံဖို့ပြောတော့ဗါလေတရားဥပဒေစိုးမှုတွေဗါရှောက်ထုတ်နေတာအဲ့ဥစ္စာတွေစစ်မှုတန်းဟာအယူဦးမေအောင်လာထုတ်တယ် အောက်မှာလှုပ်ရှားတယ်ဟမ်အဲ့ဒီလှုပ်ရှားတော့နိုင်လားဆိုတော့မနိုင်ဘူးရှင်နေနာတော့ပါဗျာလိန်နေတယ်ချိန်ချိန်ပြောနေတယ်အဘကတို့ကြီးလိန်ခံနေရတယ်ဒါလည်းယုံနေတယ်ဘယ်သူလှုပ်နိုင်လို့လဲအောက်မှာအဘတို့စစ်တကအမိတ်ပြတ်သားတဲ့အမိတ်တခုလှုပ်နေအဘကိုလိန်နေတယ်လို့ကျွန်တော်အချိန်ချိန်ပြောတယ် ကက်ချုပ်ကိုရောဒူးချုပ်ကိုရောလိန်ခံနေရတယ်လို့ပြောနေတာပြည်သူစစ်မှုရန်ဥပဒေထောက်တယ်ပတ်စံယူနေတယ်အောက်မှာလူကုန်ကူးခံနေရတယ်ကိုလုံးတဲ့လူကိုကိုတာဝန်ယူရမယ်ဗျအဲ့ဒါမှစစ်သားကောင်းချုပ်ကြောင်းကောင်းဖြစ်မှာပေါ့အောက်မှာအကုန်လုံးကဒုက္ခတွေဝေတီခေါင်းလန်ပြီးတော့အကုန်လုံးပြဿနာတွေအတီးတီးတက်နေတယ်ဘာမှမသိဘူးမသိသိအောင်လုပ်မလားဆိုလည်းမလုပ်ချင်ဘူး အပြောလို့ရှိရင်ကျုပ်ကစေတနာမှာတိုင်းပြည်နဲ့နိုင်ငံခေါင်းဆောင်ပေါ်မှာပြောခဲ့လို့မှားခဲ့ရင်တော့စေတနာမှားတယ်မှားတာရှင်းလားမှားလို့အလိန်ခံနေရတာခင်ဗျားတို့ဥပဒေထုတ်လိုက်တဲ့အောက်ကကောင်တွေလှုပ်ရှားတာဒီတိုင်းပြည်ပြတ်ရင်ပြတ်တာမပြတ်တာသူတို့မသိဘူးဒီစစ်ပွဲမပြီးလို့သူတို့ပတ်စံစောက်ဆံရလေကျုပ်ဟိုနေရတယ်ရင်ရင်လေးကိုပြောတယ်ဒီပြည်သူစစ်မှုထမ်းကလေးတွေဘာတိမာလဲ လက်ပြဘုံတော်မှာထောက်တစ်ထောက်နှစ်ထောက်သုံးဘယ်ဆိုမပြည့်ရဲဘူးကျွန်တော်တို့ခေတုန်းက G3 G4 ထောက်ပြီးတော့မှပြစ်တာတော့မှရဲရဲဝဝမပြစ်ခဲ့တဲ့ကလေးတွေကစစ်မြေတွေကိုကြောက်သွားရင်ဘယ်လိုနေရာမှာသွားသုံးချမှာလဲမိုးမှန်တင်တန်းတွေပါပြန်တက်ရအောင်မှာကျွန်တော်ဒါကြောင့်ပြောတယ်ပြင်မနိုင်မဲနဲ့ဖဲကြီးမစားပါနဲ့လို့ကျွန်တော်ပြောတာနော်ကျွန်တော်တို့တက်မတော်တဲ့မျိုးဆက်တစ်ကဒီအချိန်မှာအကောင်းဆုံးချိန် ဒီကလေးတွေဝင်လာတယ်ဆိုဒီကလေးတွေကိုကွန်ပျူတာကောင်းကောင်းနဲ့เนาะနီးစနစ်ပိုင်းဆိုင်ရာကောင်းကောင်းနဲ့တက်တွင်းထဲမှာတို့အခုခင်ဗျားတို့လုံခြုံရေးဂိတ်တွေတို့เนาะအဲ့လိုဂိတ်တွေမှာအဲ့ဒီကလေးတွေကိုငါတို့တက်မတော်ကပြည်သူလူထုရှေ့ရတကြတပြားတစ်ချက်မှမယူဘူးမမှန်တာဆိုရင်လည်းငါတို့အလုံးမခံဘူးငါတို့ဒီလိုစစ်တယ်ဆိုရင်ကလေးတွေကဩတက်မတော်ကကျွန်တော်တို့အမေကျွန်တော်တို့စစ်တဲ့ဝင်သွားတာမှန်တယ်တက်မတော်ကအပြင်မှာမြင်သားတဲ့တက်မတော်မဟုတ်ဘူးဗျာ တဲမတော်ကလူကြီးတွေကကားတွေပါတွေကိုစင့်သေးချာစစ်တဲ့လက်ဘေးတစိုးလက်ဆောင်မယူဘူးအဲ့အတွက်ကျွန်တော်တို့တဲမတော်တွေဝင်ပြီးတော့နိုင်ငံတော်ဝင်ထမ်းဆောင်ရတာကျွန်တော်တို့ဂုံယူတယ်ကျွန်တော်တို့ရွေးချယ်တယ်လမ်းမှန်ကန်တယ်ဆိုတော့မျိုးဆက်တွေတခုရှိရမှာအဲ့ဒီမျိုးဆက်တွေကိုထားခဲ့ရမှာဘာမှမဟုတ်နဲ့ရှေ့တန်းဖို့ရှေ့တန်းဖို့သွားသိခိုင်းတယ်လို့ဖြစ်နေတယ်အဲ့ဒီလူတွေအကုန်လုံးဝင်လာတော့ဘယ်နေရာတွေဘာဖြစ်နေတော့ ကျွန်တော်တို့ကျွန်တော်စကားမှန်နိုင်ပြောမယ်တမျိုးကိုတိမ့်နိုင်လားကျွန်တော်အဲ့လိုဖျက်ပြပြီးတော့မှသတင်းတွေကိုပေးပို့နေတယ်ပေါ့နော်ဟိုမလုပ်ကြဘူးပေါ့ကျွန်တော်ကပြောရင်လည်းကျွန်တော်ရိုင်းတယ်လို့ဟာဒီကောင်ကကျွန်တော်သူတို့ဒါဟိုပေါ့နော်အဆင့်နေယာရုတွေတိုးသွားတာတိုင်းပြည်ကစုပ်ယုံနေတယ်သူတို့ကအဆင့်နေတိုးနေတယ်အဲ့ဒါကျွန်တော်ဘာသဘောလေးလဲကျွန်တော်နားမလဲနောက်တော့စစ်မြေပြင်ကလူတွေလည်းမဟုတ်ဘူးယာရုတိုးတဲ့လူတွေက เนาะဒါကတော့ဟိုဘောတော့ဟိုကျွန်တော်လည်းမမုန်းပါနဲ့เนาะမုန်းပါဆိုလည်းမုန်းပါဟုတ်တယ်မလားစစ်ပြည်မှာတကယ်စစ်တိုက်နေရတဲ့လူတွေကတိုက်နေရပြီးတော့မှညွန်ကြားနေတဲ့လူတွေကယာဒူးတိုးတယ်ဆိုတော့ကျွန်တော်အနေနဲ့စဉ်းစားကြည့်တာကျွန်တော်စဉ်းစားကြည့်တာပါကျွန်တော်စဉ်းစားကြည့်တာကျွန်တော်တို့အောင်စိတ်ဆိုတာရှိရလေဗျာဥပမာတခုဒီစစ်ပွဲတစ်ပွဲကိုနိုင်လိုက်လို့ရမကကိုနိုင်လိုက်လို့ ။နောင်ချိုပြန်ရလို့တီဘောပြန်ရလို့ကြောင်မဲကိုပြန်ရလို့နောက်တစ်ခုကနဘာကမကြောက်အောင်ပြန်ထိန်းနိုင်လိုက်လို့ရှာလူတိုးတယ်ဆိုရင်တော့နည်းနည်းကြားကောင်းတာပေါ့ကျွန်တော်ပြောနေတာတရားစဉ်းစားတော့ကျွန်တော်ဘလိန်နေတာမဟုတ်ဘူးကျွန်တော်အရှိတရားကျွန်တော်သမီးကိုကျွန်တော်ခေါ်ပြမယ်ချစ်ကလေးရှေ့ကြည့်လိုက်ဘာလို့မလဲဆောက်ရတော့ပါဒါပဲတင်ပြတာတာမဟုတ်ဘူးသူ့ရဲ့အသွေးအသားကအဲ့လိုနော် ချစ်ကလေးချစ်ကြီးလာရင်ဘာလုပ်မလဲဆက်ပါလို့ကားပဲပြောချင်တာကခံယူချက်ရှိဖို့လိုတယ်။နော်ခံယူချက်မရှိရင်ခင်ဗျားတို့အပေါ်ယံနေဖြစ်ရင်ကြာဆုံးမှာ။နော်ကျွန်တော်ကဘာမှ PDF နဲ့ပတ်သက်ရင်လည်းလူချင်းလည်းမပြဘူးမသိအမုန်းတရားမရှိဘူးဒါပေမဲ့ PDF ကဒီတိုင်းပြည်ကိုဖျက်တယ်။ TNL ဒီ EA ကိုဒီ EA ကအကုန်လုံးအကြမ်းမဲ့တဲ့ကိစ္စတောင်းချမ်းသူတပုံတွေဒီတိုင်းပြည်ကိုဖျက်တယ်။ CRPA NUG ဒီ တိုင်းပြည်ကိုဖျက်တယ်သူ့ရဲ့ logo ရသွားပြီးသားဒါတတိုင်းပြည်လုံးသိအဲ့ဒီအတွက်အမုန်းခံတယ်တက်မတော်သားတွေအတွက်အဖြစ်ခံလူသားဖြစ်တယ်ကျွန်တော်သမီးနော်ရှင်းရှင်းလေးသူကြီးလာရင်သူစစ်တပ်ထဲထည့်လိုက်မှာသူ့ကိုကျွန်တော်ကဝင်ပါလားဝင်ပါတွေ့လားဒါပဲအဲ့ဒါကျွန်တော်သွေးပဲအမြဲတမ်းကျွန်တော်နားမှာအမြဲတမ်းရှိတယ်ပြောနေတာကစစ်အောင်မှယာလူတွေတိုးပါလို့ ဂျာရူတိုးတဲ့လူတွေအားလုံးကဒီဖုံးနေရာလေးတခါရရင်ဇော်ဘုံးရင်ပါနာမည်ခေါ်မနေနဲ့ခမည်းအတံမှာလိုက်တယ်ပါသွားလိမ့်မယ်။ဘာရီမမ်းမသိနာမည်ခေါ်ခိုင်းနေ။နာမည်ခေါ်လိုက်မယ်ပါလေဥမာမသိ။ဟော။ဟိုချစ်ကလေးပါစားနေ။အဲ့တော့じゃတော့တစ်ဖက်မှာက အန်းလို့နာဂကားတို့ရမကားတို့နေရဒေတာအတိတိကိုစုပ်ခွာပေးလိုက်ရတာကိုဂျာရုတိုးနေတယ်ဆိုတော့ကျွန်လည်းစဉ်းစားနေစဉ်းစားနေစဉ်းစားနေနော်ဘာကြောင့်တရားရရှိတယ်တော့ကျွန်လည်းမသိပါဘူးအဲ့ဒါတော့ကျွန်တော်ဒါထည့်ပြောတာပါကျွန်တော်ပြောတာမားခဲ့တယ်ဒီစကားကမားလားမှန်လားဆိုတာစဉ်းစားကျွန်တော်တို့ကတိုက်ပွဲမှာအောင်တယ်ဂျာရုတွေတိုးတယ်အာဘုချုပ် ဘုံမှုချုပ်တောင်းထုံးကနေပြီးတော့ဘုံချုပ်တောင်းထုံးဖြစ်တယ်အမ်ဟိုတိုင်းဦးစီးချုပ်ဘုံမှုချုပ်ကနေပြီးတော့ဘုံချုပ်ဖြစ်တယ်တမနေနေတမမှုလာပါလဲဘုံမှုချုပ်အောင်နေမျိုးလာပါလဲအာဘုံချုပ်ဖြစ်တယ်နဘာကောက်မကြောက်အောင်တိုက်လို့ဟိုကပါလဲကိုသူရိန်ထုံးလို့ဟုတ်လားမကြောက်အောင်တိုက်လို့ ငါတို့ဒီကနေစီမံညှိညှို့ကြားနေတဲ့လူတွေအားလုံးကငါတို့လည်းຢာလူတို့လည်းဆိုလက်ခံနေလေအခုကတိုင်းစီဦးစီးချုပ်ကဒီဒူတိုင်းမှုဘုံမှုချုပ်တောင်းထုံးတော့ကရန်သူရှေ့မှာဒူးထောက်နေတဲ့ပုံတွေတော့တက်လာတာပဲအဲ့ဒါကိုအပေါ်ကညွန်ကြားတဲ့လူတွေကຢာလူတို့လည်းဆိုတော့ကျွန်တော်နည်းနည်းလေး နည်းနည်းလေးပေါ့နော်အလက်ကျိတ်တစ်ခုဖြစ်တာပေါ့မေးကြည့်တာပါဖြစ်တင်လားလို့နော်မုံပါအမှန်တရားကိုပြောရင်မုံကြပါပဲအဲ့တော့လူတစုကတော့ယာရုယာခံနေယူနေကြပြီးတော့မှကြာဆုံးသွားနေတဲ့နေရာတွေကိုလည်းပြန်လဲမလုပ်ဘူးဆိုတော့ကျွန်တော်ကဒီစစ်ပွဲကရိုးသားလားလို့ဒီစစ်ပွဲအစတွေကနိုင်ငံရေးစစ်ပွဲလူမျိုးရေးစစ်ပွဲဟိုနေမြေလူတဲ့စစ်ပွဲနော်စီးပွားရေးစစ်ပွဲအမျိုးဆုံးဖြစ်တဲ့စစ်ပွဲမှာ မယိုးချင်းဘူးလို့တော့ထင်တာပဲဒါပဲကျွန်တော်တို့စစ်သားတွေအများကြီးရှိတယ်ကျွန်တော်သိတာပေါ့နေရာဒေသအတီးတီးမှာအခုကျွန်တော်တို့ကအားနေဝါတယ်ကျွန်တော်တို့တရင်တရင်လေးတွေပေါ့နော်ခါတိုင်းလို့ရတဲ့တရင်လေးတွေမြေပြင်မှာဒါလေးတွေ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 ဟုတ်ငါဒီတရင်တွေပေးနေရင်လေကြတာကြတာပဲဖြစ်တာဖြစ်တာပဲဆိုတော့ကျွန်တော်တို့ကတမင်သက်သက်စိတ်သက်ကြအောင်များလုပ်နေတာမသိဘူး ဟိုတစ်ဘက်ကလည်းဖန်ခိုင်းနေတယ်ဟိုဘက်ကလည်းအာဝဘောမန်တော်ဘုံရဦးမင်း online ကိုဘလို့ပြောလိုက်တယ်လို့ဘာလို့ညာလို့နေဟာဟိုဘက်ကလည်းလိုတယ်အဒီဘက်ကလည်းနောက်ကျောဓာတ်နဲ့ဒိုးမယ်ကောအာအဘဓာတ်တော့ဓာတ်နဲ့ညီးတယ်ဟာကိုကြတော့နေ့တိုင်းဘာလို့စားတယ်လို့ဘာလို့လုပ်တယ်လို့တင်ပြနေတဲ့လူတွေကနော်တမတော်ပေါ်မှာဘာမှမဝင်ရမင်းနဲ့စကားကိုပေါလို့ပေးသားဟိုရေပေါ်စီစောက်စကားတွေပြောပြီးတော့ကျွန်တော်ဖန်ခိုင်းနေတဲ့လူကလည်းရှိတယ်ကိုဘက်ကလူကပဲဖန်ခိုင်းနေတယ်ကျွန်တော်ဟော ကျွန်တော်ဒီမြန်မာလူမျိုးကိုလေကျွန်တော်လေးကိုလေတဲ့လားသတိထားလားထားနေရဒါပေမဲ့မထူးအောင်အေးဆေးပါပဲပေါ့နော်သူတို့ဘာတွေပဲပြောပြောပေါ့အဲဖန်ခံရရင်လေမထူးလေငပိကျော်အဲ့ချိန်ကျတော့မွေးမှာပေါ့ငပိကျော်အဲ့ချိန်ကျတော့မွေးမှာပေါ့ကို့မှာဖန်ခံရရင်တော့ငပိကျော်စားရရင်တော့နန်တယ်မပြောတော့ဘူးလေအခုငပိကျော်နန်တယ်လို့ပြောတာကျွန်တော်လေအဖမ်းမခံရသေးလို့လေအဖမ်းခံရပြီးတော့ အချုပ်ထဲမှာငပိကျော်လေးထောင်ထဲမှာငပိကျော်လေးရောက်လာရင်တော့မွေးတယ်ဆိုပြီးစားရမှာပဲကျွန်တော်ဘွားကလည်းကိုကိုကိုတကောတနာဖို့ကောင်းတယ်ကျွန်တော်သမီးလေးတွေမှာချစ်စရာလေးကိုချင်းစာကြီးကြီးအဲ့ဒါတွေအားလုံးကိုစွန့်ပြီးတော့ပြောတာစောက်ကူးမစားဘူးဗျာအေးလေးတွေကျွန်တော်သမီးကကြီးကြီးစစ်သားလုံးပါတဲ့ဒါသမီးလားသိကြည့်လားဒါပြီလာကဲချစ်လို့ရှေ့ကြီးလိုက်ပါလို့ဆက်စားဘူးဟုတ်တော့ ကျွန်တော်မှာမိသားစုရှိတယ်ကျွန်တော်မိသားစုမရှိတာမဟုတ်ဘူးအဲ့ဒီမိသားစုတွေအားလုံးကိုစွန့်လွတ်ပြီးတော့ဒီအလုပ်ကိုလုပ်တာတိုင်းပြည်ကိုချစ်လို့เนาะတခါတည်းကြရင်ခတ်တယ်ခင်ဗျားတို့ကိုချင်းစာမှာမဟုတ်ဘူးသောဘုံရငါတို့ဖမ်းလိုက်ရင်ဩတနာပါလေသူသမီးလေးတို့ခင်ဗျားတို့ကိုချင်းစာမှာမဟုတ်ဘူးเนาะကိုချင်းစာမှာမဟုတ်ဘူး ကျွန်တော်ကမရတကွယ်ဟိုးမိမတရုတ်ပြည်မှာနေတာနော်ဒီမှာခေမရဲ့ရောက်ဖရဲ့အမေရဲ့အဲ့ဒါကျွန်တော်ခေမနဲ့ပေးသားတဲ့ကောင်လည်းရှိသေးတယ်ရောက်ဖရောအမေရောရှိသေးတယ်အဲ့လိုအောက်တန်းသားတွေပေါ့ဗျာနော်ပြောတာပေါ့တခါလေကအတိုင်းပြည်အလုပ်လုပ်ရတဲ့တိုင်းပြည်ကိုပေါ့နော်လှုပ်တဲ့တိုင်းပြည်ပေါ်မှာချစ်တဲ့စိတ်ကအရန်ကိုပြင်းထန်လွန်းလို့တာတခါလေကျရင်ကိုဘွားကိုသွားပါတော့ကွာဆိုတိုင်းမဲ့တော်မဲ့တို့တချို့ ဒီလူလူတွေပေါ့တက်မတော်တွေကလူတွေကကျွန်တော်အမြဲတမ်းပြောနေကြအတိုင်းပဲမင်းမရှိလို့ဘာဖြစ်မှာလဲအဲ့ဒါကြာချုံတာဗျအဲ့ဒါတကယ်ကြာချုံတာအာအဲ့အောင်ဇော်ဘုန်းကြီးကငါတို့တက်မတော်အတွက်ငါတို့နိုင်ငံအတွက်တစ်ဖက်တစ်လမ်းကနေသူ့မှာအုတ်လက်ချက်တဲတဲမှုနဲ့ပြောပေးနေကြတာဇော်ဘုန်းရဲ့အခက်ခဲတွေကိုငါတို့တွေရင်ဆိုင်ပေးရမယ်ဖြည့်ရှင်းပေးရမယ်သူပေးနေတဲ့သတင်းတွေအားလုံးကိုငါတို့ကတည်တည်ကြာကြာတိဆောက်ပြီးတော့မှနော်ဒီတိုင်းပြည်ထဲမှာငါတို့လက်ချိုးလို့ရတယ်နော်အာဇော်ဘုန်းကြီးတို့ပောက်ကိုတော်တို့ဘပုတ္တူမာတို့ နောင်တော်လေးတို့အခုခုမှကျော်စိုးဦးတို့ကျော်မျိုးမင်းတို့နော်ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ကတော့သူတို့ကတော့သူတို့ကသူတို့သတင်းသုံးသက်တာနေမှာသူတို့ကသတင်းသုံးသက်တဲ့လူတွေဆိုတော့တိုင်းပြည်ရဲ့ဖြစ်ရမှန်သတင်းတွေကိုအစိုးအကောင်အချိုးအချောင်းကိုပြည်သူလူထုကိုသူတို့ကပြောပြနေတဲ့လူတွေဖြစ်တယ်။သိစေချင်တဲ့လူတွေဖြစ်တယ်။စပီကာဘက်မှာကြတော့အခုလိုထွမြတ်သူတို့ခေဖုံးကားတို့အဲနောင်တော်လေးတို့ဘပုတူတို့ပေါကူတို့ကျွန်တော်တို့ ဲသပင်းရှင်ရှင်တဲ့ကောင်တယောက်တို့အခုပန်ရဲကိုကတော့နားသွားပြီလားဘာလားမသိသူကတော့ဟို MM ဘာလဲ MDB ဒီဘာတွေရိုက်နေရလားကျွန်တော်လည်းမသိပါဘူးเนาะအဲ့တော့ဒီလိုလူတွေဆုံးရှုံးသွားရင်ဆိုတာအခုကျွန်တော်တို့တက်မတော်ကြာချုံးသွားတာအဲ့ဒါပဲအဲ့ကြာချုံးကျွန်တော်တက်မတော်အခုလက်ရှိနေမြေတွေဆွန့်ခွာပေးနေရတာရမကားတို့နဘာကားတို့နခကားတို့ကြာဆုံးသွားတာအဲ့ဒါ၄အစောကမစားရောအေးစေးပါ အဘာမှမဖြစ်ပါဘူးဟမ်အဲသူကသူဂရုတွေဖွဲ့ပြီးဂရုထဲမှာနေအဲ့ဒီဂရုတွေကသတင်းလေးကိုသူတို့ကဂရုဖွဲ့လာတာဂရုဂရုဟိုအင်တိတ်နေပေါ့ဗျာဖွဲ့နေမယ်ဒေသဆိုလဲဒေသပေါ့အဲဥတီရက်ဆိုလဲဥတီရက်ပေါ့ဥမာဟို DSC ဆိုလဲ DSC ပေါ့သူတို့ဖွဲ့နေမယ်အဲ့ဒါလေးကိုကြည့်ပြီးသူတို့မှဖြစ်နေတာတာယာနေတာပြည်သူနဲ့ပူပေါင်းမယ်ပူပေါင်းမယ်ပြောပြီးတော့မှဟိုမှာဒီမှာပြောထားတယ် ြည်သူစစ်ကိုတနစ်ကျော်ပြီးလက်နဲ့မချပေးဘူးဘယ်လိုလုပ်မလဲခင်ဗျားတို့ကပြည်သူနဲ့တော့ပူပေါင်းနေတာပဲကြာရှုံးပါနော်ကျွန်တော်ဒီမှာခင်ဗျားလေးဖတ်ပြလိုက်အောင်မယ်နော်ဒီနေ့ဒီနေ့မှအဲ့ခင်ဗျားကျွန်တော်တစ်တော့မတင်သေးလို့မဖက်ပြရသေးဘူးကံတရားတဲ့အတိခောက်ခတ်အဝင်နဲ့ဟုပြက်မှမြင်ကြဝိုင်းထိန်ကြလျက်ပြောရခတ်သူညံနိုင်သူတို့နာယူတင်မှတ် ကျင့်သုံးအပ်၍ထက်ထက်ခါခါထောက်ပြပါလေခေါင်းမမဆွဲလုတ်တိုင်းလွဲတော့လွဲတိုင်းဒုက္ခပိုနိယဤတဲ့ဟမ်မောင်အေးချမ်းတောင်ကြီး22ရက်12လ2024ခုနှစ်နာရီ40နာရီမှာရေးခဲ့တာမင်္ဂလာရှိသောနေ့ရက်ပါတဲ့ကျမ်းမှာချမ်းသာဘေးကင်းပါစေတဲ့နော်တာဝန်ကြေကြပါလေဒီမှာသတင်းတွေအများကြီးပို့လာတာ ီတရင်တွေကိုကျွန်တော်ကပြောရမလားမပြောရဘူးလားစဉ်းစားရမလားเนาะကျွန်တော်လည်းနည်းနည်းတွေ့ဝေနေတယ်ကျွန်တော်နည်းနည်းစိတ်ညစ်နေတယ်ဒါဒါအမှန်တိုင်းပါကျွန်တော်စိတ်ညစ်နေတာเนาะယနေ့တိုင်းပြည်အနေထားရတဲ့မင်းမဲစရိုက်အရမဝါဒီများကကြီးစိုးနေပါပြီတဲ့အဘဲကြောင့်ဆိုတော့တဲ့1ငွေတု2008လောက်ခရဲကားတဲ့တနိုင်ငံလုံးကိုပြန့်နှံ့နေပြီတဲ့ယခုကာလတွင်ပုံမှုရေးများပြားပြီးကျပြန့်လာခဲ့တယ်တဲ့2လက်နက်များနေရာအနှံ့တွင်ရောက်ရှိနေကြပြီး တရားမဝင်ငွေပေးလက်ထိုးပြီးတေဆောင်စည်းဝါးရေးရှာနေကြတယ်တဲ့၃ကုံစီစည်းစင်းမှုတွေတဲ့ကုံစည်းများအစမတန်ကြီးမြင့်နေရခြင်းဒီမှာတဲ့တရားမဝင်ကုံစီတေဆောင်ရာတွင်လက်ထိုးငွေများအစမတန်ပေးနေကြရပါသဖြင့်ကုံစည်းနှုံများ나이ပိုင်းအတွင်းဒေါ်လာဈေးထက်အစထက်ပိုပြီးတော့တက်နေပါတယ်တဲ့၄တရားဥပဒေစိုးမိုးရေးပြည်သူ့ဘဝလုံခြုံရေးရွရွာအေဂျင်တာယာရေးစသောတရားဥပဒေစိုးမိုးမှုများ လုံးဝလုံးဝမရှိကြတော့မရှိကြတော့ပါတဲ့လေသူစာအသူခံတဲ့လုံရဲတဲ့သူကတဖေးဖြစ်တယ်တဲ့ရိုးသားတဲ့သူကငတ်ပြတ်နေကြရပြီတဲ့အုတ်ချုပ်ရေးဥပဒေပြုတ်ရေးတရားစီရင်ရေးစသောစသောအရာအားလုံးဒီတဲ့ငွေကြီးစံထိမှန်နေကြပြီတဲ့အတ္တမိုင်းဘုံလောဘမတ်တဲ့စနတ်တံတွေချာမှာစိတ်တက်တွေပြက်ပြားနေကြပါပြီတဲ့ပြုတ်၍မရတဲ့ပြင်၍မကောင်းအခါနောင်းပေါ်တဲ့ မိုက်မားမိသည်မနောင်တမရပဲစက်မိုက်နေစေဖို့အမားတန်ရရှည်လိုက်မယ်တဲ့။ဘာဆက်လို့မလဲတဲ့။တိုင်းပြည်လည်းပြက်စစ်စနက်ကြောင့်လူတွေလည်းသိတက်တွေချေခဲ့များလာပြည်သူရက်စွန်ရွာစွန်နော်ပြေးလွှားနေရတရက်တလမဟုတ်ခဲ့ပါတဲ့။စစ်တန်ရသည်ရက်မလာပြောင်းနှစ်တွေညောင်းခဲ့စစ်ပွဲအတွင်းငိုချင်းတွေချတေကြရသူများခဲ့ပြီမို့နိုင်ငံလဲပြူ ပြည်သူငိုပြီးကမ်းဘာဆက်လုပ်ကြမှာလဲတဲ့မြန်မာပြည်ကပြုပြင်ရန်တဲ့ခက်နေဒီကအဂတိတရားကြောင့်လူမျိုးရေးစစ်ဆခဲ့သည်တဲ့ငါတိငါတက်ငါလုံးရက်တွေမှန်မမတိမှားနေမှုလဲများခဲ့ပြီးတဲ့ထန်းလျက်ရည်ချင်းရွှေသမင်ဥပမာအမားကိုနားရဲဆွဲတင်ကြတော့ အမှန်ပြောတော့ငါ့ကိုရန်သူဟုမှတ်ယူကြပြီးတဲ့စစ်မီး မြိုက်လောင်ခဲ့ရပြီတဲ့ဘဲဥအစရှာမရပဲဘဲသူဘဲဝါအပြစ်ရှာရင်စင်ပြီးအချိန်မြင့်နေပြီမို့အမြန်ငိမ့်ဖို့လိုမိထင်းတဲ့မြမပြည်ကမြတ်ဗုဒ္ဓစကားနားကြားမှမိနေရောထင်မိကံငါးပါးကျူးလွန်ချိုးဖောက်အပင်ငရေမကြောက်ကြပဲသူ့ကိုငါသက်ငါသူတက်နဲ့လူရဲ့ခိုးဆိုးမှုသားမျိုးကျွယ်ကာမနှုန်တဲ့နစ်နေကြတော့တိုင်းပြည်တိုင်းပြည်ပြည်ပြတ်စစ်စနဲ့ဆိုးဒုက္ခမျိုးစုံကြုံရပြီတဲ့ ဝိတုခတွေများခဲ့ပြီတဲ့ဗဇက်ကဖရလက်ကနောက်မရမှုသားစကားဆိုသူတွေလည်းများလာပြီတဲ့တီလာတီလာပြစ်ပြီးငွေကိုချစ်မိအပြစ်ရှိသူ များခဲ့ပြီမို့မြတ်ဗုဒ္ဓစကားထောင်ဖို့ရန်အချိန်ဟုစေတနာဖြင့်ပြောပေသည်တဲ့ကိုနာတန်တဲ့မြမပြီး ဥပဒေကို လူကိုမုံကမူကိုသုံးပြီးငွေကို ခင်းကမူကိုပြင်းသည်ယခု မျက်မှောက်ချမ်းသာခြင်းဤအကျိုးတည်းတဲ့ငွေကိုမြင်ကစေတနာဖြင့်ပြောပကြပါစေနိုင်ငံတော်တာဝန်ရှိလူကြီးမင်းများတဲ့မှားတဲ့တိုင်းပြည်လူမျိုးဘာသာသာသနာတိုင်းရင်းသား135မျိုးခန့်မှားတဲ့ခမန်းလူဦးရေ52တန်းအလုံးတို့ကိုတဲ့အမှန်တကယ်ရိုသေလေးသားမြန်လို့တန်ဖိုးထားပြီးကြောသားရင်သားမခွဲကြပဲဒန်းတူညီများအေးတူပူမြဒစိတဝမ်းမခွဲပဲအရာရာကိုစင်ကျင်သုံးသက်အမုံမဖက်ပဲမင်းကြီးတရား မင်းကြီးတရား30ပါးမှာမူနာယကဂုံ6ကိုယူ၍ပြမစိုး4ပါးလက်ကင်ထားပြီးအုတ်ချုပ်မင်းလို့ပေးနိုင်ပါကတိုင်းပြည်အေးချမ်းဘေးမတန်ပဲဝမ်းမြောက်ပြည်သူမညူစုပဲမင်းနဲ့ပြည်သူစိတ်ဤတူက တိုင်းကျိုးပြည်တိုင်းကျိုးပြည်ရွာအစင်သားရဟုသုံးသက်ရှုမြင်မိပါသည်တဲ့နော်မြမနိုင်ငံမြမလူမျိုးချဟုဝင်ကြားထွေဝါသာရေရှည်တီတန့်ရက်တီနိုင်မာရန်အတွက် ယူရမိပါသည်တဲ့မြန်မာတဲ့ဘာမှမဟုတ်တေတော်ပုတ်ပြီးအပုတ်ကောင်များတရုတ်ဆောင်ထားကြသည်မရှိခန္ဓာရှိနေနံကြောင့်ခြုံမျိုးတနာတိခဲ့သည်လူဟုသမုတ်ဤကိုရုပ်ကိုမြဲသည်မြန်သည်မန်တွေဖြီ၍သူပါငါပါရန်တွေဆောင်ရင်နောက်ဆုံးတွင်တွေ့ရင်းနှက်ခဲ့ပြီတဲ့နော်လိန်နေတဲ့လိန်သူနဲ့ငါကြလိန်ဖန်များတော့ငါလူတော်ဟုထင်ခဲ့သည်တဲ့ တချိန်တကာလိန်ညာခြင်းမဟုတ်စက္ကန့်တိုင်းမှာလိန်ပြစ်မိခဲ့တနေ့တနေ့လိန်လိန်လိန်ရင်းငါကဘီလိန်ဖြစ်ခဲ့ပြီဟုလိန်ပန်များသောအလိန်ပေါ်ချိန်ငါလိန်မိသည် ဆိုသူမရှိထိုအတိကြောင့်လူပြီလူရောပြက်ရသည်တဲ့နော်ဒါတို့ကလားတချို့လိုနားလည်မှာမဟုတ်ကျွန်တော်ရဲ့အာပေါင်းအာရင်ဝယ်ခင်ဗျားတို့သဘောကျရင်လည်းကြားလိမ့်မယ်ဒါပေမဲ့ကျွန်တော်အမှန်တရားပြောတာဟုတ်ကျွန်တော်တိုင်းပြည်ကဒီမှာသတင်းတွေအများကြီးပဲကျွန်တော်ဒီသတင်းတွေကိုဟိုပြောရမလား မပြောရမလားလဲကျွန်တော်လဲစိတ်ညစ်တယ်ခံစားရတယ်နော်ခံစားရတယ်အဲ့တော့ကျွန်တော်ကတော်တော်လေးဘူပေါ့နော်စိတ်ထဲမှာခံစားလိုက်ရတာဘယ်လူတွေကကျွန်တော်ကိုနော်ကျွန်တော်ရဲ့ကြားမှာကျွန်တော်ကျွန်တော်နေရာမှာနေကြည့်ပေါ့ဗျာနော်ကျွန်တော်ကလည်းမိသားစုတွေရှိတာပဲကျွန်တော်တမီးလေးဒီမှာကျွန်တော်ရှိမှာထိုင်ပြီးတော့ဆော့နေကျွန်တော်သားလေးဟိုထဲမှာ ကျွန်တော်အမေလည်းရှိတယ်ကျွန်တော်ပြောချင်တယ်ဗျဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးအတွက်ကိုနိုင်ငံကောင်းဆောင်အနေနဲ့ဘာလုပ်ချင်တာလဲဘာလုပ်ပြချင်တာလဲကျွန်တော်တက်မတော်အတွက်ဘလို့ဆက်လက်ပြီးတော့ရှင်းတယ်ပြီးတော့ရက်တီมาလဲဗောနော်အောက်အခြေမှာတော့ဖြစ်နေပြီအဲ့ဒါအောက်အခြေမှာဖြစ်တာကိုအမြန်ဆုံးထိန်းလို့ရတယ်ထိန်းလို့ရတဲ့နည်းတွေရှိတယ်အဲ့ဒါကိုမထိန်းနိုင်ရင်တော့ ကျွန်တော်တို့တိုင်းပြည်နော်အပြက်ဘက်ကိုသွားလိမ့်မယ်ကျွန်တော်အချိန်ချင်းခါခါပြောပါတယ်ပေါ့နော်ဒီတိုင်းပြည်အတွက်အရပါတယ်ရပါတယ်ဆွတ်လုံမနေပါနဲ့ဗျနော်ရပါတယ်ဆွတ်လုံမနေပါနဲ့နော်အဲ့တော့ကျွန်တော်တို့အခုဝန်သားကြီးအသတင်းရှိနေအောင်မှာကျွန်တော်မှမပြောရဲတော့ဘာလို့လဲဝန်သားကြီးအသတင်းရှိနေအောင်မှာဒီနဘခါတို့ဇမခါတို့နခါခါတို့နော်ကိုကလည်းတမျိုးမှပြန်မသိနိုင်တော့ ကျွန်တော်တို့နေရာမှာလည်းနေကြည့်ပေါ့ဗျာကျွန်တော်တို့ပြောတယ်အာဘယ်လောက်ရှိနိုင်မှာကျွန်တော်ရက်ပလိုက်လို့ရတာပေါ့ကျွန်တော်ဒီလိုလုပ်နေတာကအခအချင်းကိုယူပြီးလုပ်နေတာမှမဟုတ်တာတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးကိုချစ်လို့ဒီလိုကြီးအသက်အသေးခံပြီးတော့မှကျွန်တော်ပြောနေတယ်လူလေကျွန်တော်ရက်ပလိုက်လို့ရတာပေါ့မပြောတော့ဘူးဆိုပြီးပြီပေါ့ဒါပေမဲ့ဗျာလူတွေအများကြီးစိတ်ဆင်းရဲတော့ကနေရောက်နေကြသူတို့မှလည်းတနာပါခိခါရအောင်ကြည့်ရင်သူတို့ရဲ့ဘက်ကနေကြည့်ရင်ဒီလူတွေပဲရှိတော့တာ ကျော်စိုးဦးတို့ပေါကူရိုးတို့မပူတူတို့ခေဖုံးကားတို့ပါလို့ဆိုရုပ်တော်ရှိတော့တဇင်ဦးတို့ဒါတဇင်ဦးဆိုလည်းတနာပါလေတဇင်ဦးတို့ကအပြင်မှာမြင်မှုတယ်စင်ပယ်လေးတွေရိုးတယ်အကောင်မလေးကရိုးသားတယ်တိုင်းပြည်ကိုချစ်တဲ့စိတ်သူ့မှာအပြည့်ရှိရဆိုတော့ကျွန်တော်သိတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ကလူတွေကိုလူလိုပေါင်းတယ်မနာလိုခြင်းလုံးဝကင်းဝေးတယ်ကျွန်တော်တို့ရဲ့တိုင်ထမိန်မှာဆော်ပေးမှာအခုတဇင်ဦးတို့ပုတ္တမတို့ကကျွန်တော်တို့ရဲ့ဆွမ်းဆောင်နိုင်တယ်ဆိုထမိန်လိုက်ဆော်ပေးမှာဖက်နဲ့လိုက်ကင်ပေးမှာ တိုင်းပြည်ကောင်းစားဖို့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့လိုစိတ်ထားတဲ့လူတွေပါနော်အခုကတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူကလည်းနားမလည်နိုင်ဘူးဒီလောက်ထိပါနေတာကိုလည်းဘလို့မီရှင်ပြန်ပေါ်ဆောင်မလဲလို့သာလဲမလုပ်ဘူးဗျာဒီလားနည်းနည်းတန်နေရတော့ဖြစ်လာတာပေါ့နော်တန်နေရရှိလာတာကျွန်တော်တို့ကဟာအဘကတို့ကြီးက လောက်ကရင်ကြောက်သွားတယ်ဒါကစားကြတယ်ဥမာဆိုရင်ဟုတ်လားဟို16လားစကားကကျွန်တော်လည်းမမမိတော့ဘူးဗျာအဲ့ဒီတိန်ဒီမှာဆိုလဲเนาะအဲ့လာချိုးကိုလည်းကြော်လာပြီးတော့အခုနောင်ချိုးတောင်းခန္ဓာကြီးရောက်နေပြီဖင်ဝါကိုကတ်နေဟာတမရုံနေနဲ့ဗာမီရှင်မမပြန်မဖို့ဘူးလားဗောနော်ကိုတွေးတာကိုတွေးတာဒါကျွန်တော်မေးတာအမှားမဟုတ်ဘူးလေကျွန်တော်တို့ကတမရုံကိုအားကိုးတာလေတမရုံကိုယုံကြည်တာလက်ရှိအစိုးရ အခုဝင်းရံနေရလေဟောအဲ့ဒါနဲ့အနေနေနဲ့ခုအမအေးလို့အချမ်းမဲ့တဲ့ကန်တောင်းကျန်းသူတပုံကနဘခါကိုနဘခါငါလို့နဘခါလို့တက်သိနေဆိုတော့ဟာငါတို့လူကြီးကဗာမီရှင်မမလုပ်တော့ဘူးလားပေါ့ဟာတော့ကျွန်တော်တို့မေးရမယ်ယူရတာကာကွယ်ဦးစီးချုပ်လေယူရတာနိုင်ငံတော်ဝန်ကြီးချုပ်လေယူရတာယာယီသမ္မတလေအဲ့ဒါကိုမမေးလို့ဘုသူ့သွားမေးရပါတော့ အဲ့ဒါကိုမမေးလို့ကျွန်တော်ဘုသူ့သွားမေးရမှာတော့ပြောကြည့်ပြောကြည့်ပါအောင်ဒီလောက်ရန်သူတပုံကဒီလောက်လောက်နေတာကိုဒီဘက်ကဘာမှပြန်မလုပ်ပြအောင်ဆိုရင်ကျွန်တော်တို့ကဘုသူ့မေးရမှာလေအဲ့ဒါဆိုအဘကမတိလို့နေမှာပါပေါ့ကျွန်တော်တရားမလို့တိအောင်လို့ပြောနေတာအဘကယောကြီးမတိတော့ဘူးလို့အဘကယောကြီးကရှားမခါကြတာလည်းမတိတော့ဘူးဟွာနဘခါကြတယ်သူမတိတော့သေးဘူးထင်တယ်လို့အမတိတော့သေးဘူးထင်တယ်လို့ မသိဘူးထင်လို့ကိုအခုပြောနေတာဗျာလိုင်းပေါ်ကနေအဘသိတာမသိတာတော့မသိဘူးနော်အာမကြသေးပါဘူးပြန်တိုက်နေပါလေလို့ပါလို့အာကျွန်တော်တို့ရမကမကြသေးပါဘူးဘယ်နာမှလဲအိုးမိုင်းရဲတို့ဟိုရတို့မှသွားနေရတာမလားအဲကြောင့်မလို့သိတာမသိဘူးလားအောက်ကလိန်နေတာလားတက်မတော်မိသားစုတွေရဲ့အကျိုးအမြတ်ခံစားခွင့်နေအခုမရရှိတာဒိန်နာမှာဖားဆောင်နေပို့လာပြန်ပြီတရင်နေ ကျွန်တော်မှပြောရမယ်အာမရှိသေးပါဘူးဗျာဒီအပိုင်းကျွန်တော်သတင်းကိုနည်းနည်းလေးတော့ဟောတော့ဦးမယ်ကျွန်တော်သတင်းဒီသတင်းအမှန်ကိုအော်ဖို့အတွက်ကိုကျွန်တော်တော်တော်အားနေသွားတယ်အားနေသွားတယ်ကျွန်တော်သတင်းအမှန်အော်ဖို့အတွက်တော်တော်အားနေသွားပြီနော်ဒါကျွန်တော်စိတ်စိတ်ခံစားချက်မှုရှိတယ်ကျွန်တော်အားနေသွားပြီကျွန်တော်နော်အဲ့တော့နဘာခါကြတာလည်းအဘဦးမေအောင်လိုက်ရမသိကြလားရမခါကြတာလည်းအဘမသိကြလားကျွန်တော်တို့ကနောင်ချိုလောက်တောင်ပြန်မတိုက်နိုင်တော့ဘူးလား ကျွန်တော်တို့ကနောက်ထပ်လာမဲ့ရန်သူရဲ့အန္တရာယ်တွေကိုဘလော့လုပ်ပြီးတော့မှမပိတ်ဆို့နိုင်တော့ဘူးလားကျွန်တော်တို့တက်မတော်ကြီးကအဲ့ဒါတော့ခေါင်းဆောင်ကိုမေးရမယ်လေဟာငါတို့ကသရမှုတွေဒိုင်းမှုတွေနဲ့ခိုင်းရတာပဲမလုပ်နဲ့မရဘူးမဆိုင်ဘူးမဆိုင်ဘူးကျွန်တော်တို့ကဒါကိုသိနေတယ်ဖြေပေးရမယ်နော်ဘကြောဆောင်မင်းတို့တို့ဘာလို့ဆိုကျွန်တော်တို့ပြောတာပဲလေခလုတ်တစ်ချက်နှိပ်လိုက်ရင်ခလုတ်ကဖျောက်နေရအခု နော်အဲ့ဒါဒါပြန်ကြားရေးနဲ့တရင်မှန်ပြန်ကြားရေးကတကယ်ပြောခဲ့တာနော်ခလုတ်တစ်ချက်နှိပ်လိုက်ရင်အဲ့ခလုတ်ခုပဲမလဲအဲ့ခလုတ်ပြန်ပြန်နှိပ်ခမတို့နိုင်ဘဲတွေပြန်ထုတ်သွပါဇက်ကမပြောနဲ့လူတိုင်းပြောတယ်ခလုတ်တစ်ချက်နှိပ်လိုက်ကျွန်တော်လည်းပြောတတ်တယ်အာငါတို့တမ်းမတော်ကစတန်နဲ့အာမီအဲမင်းတို့ကောင်တွေလို့ဂျမ်းမလာကအမုံမှာချိတ်ပြလိုက်မယ်ကျွန်တော်လည်းပြောလို့ရတယ်နော်ဒါပေမဲ့ကျွန်တော်ကလမ်းပေးရကောင်အစ်စပီကာသမားတယောက် ခမရတို့ကဗိုလ်ချုပ်အပွင့်နေတင်ထားတယ်ဗိုလ်မှူးချုပ်အပွင့်နေတင်ထားပြီးတော့ဒတင်းမှန်ပြန်ကြားရရင်ခလုတ်တစ်ချက်နှိပ်လိုက်ရင်ဆိုပြီးတော့အခုဘာမှလည်းမလုပ်ဘူးခမရတို့ခလုတ်နှိပ်ပြီးတဲ့အောင်ရမကလည်းကြားနေတယ်အန်အခုနဘကလည်းကြားနေအဲ့ဒါဘာသဘောလဲအဲ့ခလုတ်ကဘယ်မှာရောဘယ်မှာရှိရလဲကျွန်တော်နှိပ်မယ်ဘယ်သူမှမနှိပ်ရင်ကျွန်တော်ပေးနှိပ်လိုက်ကျွန်တော်လာနှိပ်ပေးမယ်အဲ့ခလုတ်နှိပ်ချင်းလို့အဲ့ခလုတ်ကျွန်တော်ကိုယ်တိုင်လာနှိပ်ချင်းလို့အဲ့ခလုတ်ဘယ်မှာလဲလို့ ဒီအချမ်းပတ်တဲ့ကိုင်ကောင်းချမ်းသူတပုံးကိုကိုကဖြစ်မဲ့ခလုတ်ကိုနော်တော်ပါပြီဗျာဆက်ပြီးတော့တကားတွေကအမှန်တွေပြောရင်အမှန်တွေကိုအမားတွေမြင်လာလို့ရှိရင်တိုင်းပြည်တော်လည်းမကောင်းဘူးကျွန်တော်တို့လည်းမကောင်းဘူးကျွန်တော်ကတော့အမှန်တွေပြောတာပေါ့နော်အမှန်တွေကိုအမားတွေမြင်လာပြီဆိုရင်အားလုံးဂုံတိတ်ကာတွေကြဆင်းသွားလိမ့်မယ်နော်ကိုကိုတိုင်းပြောခဲ့တဲ့စကားတွေကိုကိုတိုင်းတာဝန်ယူကြပါလို့ပဲပြောချင်ပါတယ်နော်ကိုလုပ်တဲ့အလုပ်တွေနော်ကိုယူထားတဲ့တာဝန်တွေကိုကိုခြေပုံအောင်ထမ်းဆောင်ပါလို့ ယောက်ျားပိသားတယ်စစ်သားပိသားတယ်ဆိုရင်ကိုယူထားတဲ့တာဝန်တွေကိုလုံနေတဲ့အလုပ်တွေကိုဒီတိုင်းဒီမှာတက်မလို့တာမိသားစုကြီးပဲနေတာမဟုတ်ဘူးเนาะပြည်သူလူထုတွေလည်းနေတယ်เนาะပြည်သူလူထုတွေစာဝတ်နေရေးအခက်အခဲတွေရှိတယ်အဲ့တော့ကိုယူထားတဲ့အလုပ်ကိုကိုတာဝန်ကြေအောင်လုပ်ပါเนาะကိုယူထားတာမလားကိုတာဝန်ကြေအောင်လုပ်ကိုပြောတဲ့စကားကိုကိုတီးပါ စကားကိုဖာစကားချင်းကြားရည်ကြိုမပြောပါနဲ့နော်နော်ဖာစကားချင်းကြားရည်ကြိုဟိုပြောဒီပြောပြောရမယ်အချိန်နဲ့မဟုတ်တော့ပါဘူးနော်တိုင်းပြည်ကိုပြက်ပြက်သားသားနဲ့နော်အုပ်ချုပ်ရမယ်အချိန်တိုင်းပါပြီကျွန်တော်တို့ဒီမိုကရေစီမလိုချင်ပါဘူးကျွန်တော်တို့စစ်အာဏာရှင်ခမားတို့သူတို့ပြောတဲ့စစ်အာဏာရှင်စစ်တပ်အုပ်ချုပ်တာပဲကျွန်တော်တို့လိုချင်ပါတယ်တိုင်းပြည်ငြိမ်းချမ်းနေဖို့တိုင်းပြည်နဝတနိုင်ငံတော်ငြိမ်ဝှေ့ပြပါမှုပြပြမှုရဲ့အောက်မှာပဲကျွန်တော်တို့နေချင်ပါတယ် ပဲ့ပြောမယ်ဗျာစစ်ဖက်နဲ့အောင်ပါပဲနေခြင်းနဲ့ရှင်းလားခင်ဗျားတို့ကြိုက်တာလို့တိုင်းပြည်ကိုတော့ငြင်းငြမ်းအောင်လုပ်ပေးပါနော်မြန်မာပြည်အမြဲတမ်းငြင်းငြမ်းပါစေ